တောင်တကုံမှာအမျိုးသမီးတယောက်ရဲ့ပြန်ပေးဆွဲခြင်းခံခဲ့ရတဲ့အဖွားကိုပြည်သက်များလုံးမင်္ဂလာပါရှင်အီဂရစ်ဒန်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကိမှာတော့အဆက်ဆက်ရရကုံစင်းနှုံချင်းမြင့်မှုနဲ့အတူမကောင်းသူစရိုက်သမားတွေကလည်းများပြားလာပါပြီအထူးသဖြင့်ဗန်းတွေကိုအနူကျန်းစီတောင်ကားတွေမှာကပိုင်းနှိုက်တောင်လူရက်တောင်အလစ်တုတ်တာတွေရှိလာပါတယ်ဒီလိုမျိုးမကောင်းမှုသူစရိုက်အလုပ်တွေများပြားလာခြင်းနဲ့အတူနောက်ထပ်အများနဲ့ကြုံလာရတာကတော့ပြန်ပေးဆွဲမှုဖြစ်ပါတယ် မြန်မာနိုင်ငံမှာအရင်တုန်းကဆိုရင်ပြန်ပေးဆွဲမှုတွေကမရှိသလောက်မကြားဘူးသလောက်ပါပဲဒါပေမဲ့လည်းနောက်ပိုင်းမှာတော့အထူးသဖြင့်အခုတလုံးမှာပြန်ပေးဆွဲမှုတွေကမကြာခဏကြာရကြုံရပါတယ်။ဒီကလေးလာတွေအတွင်းမှာဆိုရင်မန္တလေးမြို့မှာဆရာဝန်တယောက်ပြန်ပေးဆွဲငွေညှစ်ဖို့စူးစမ်းလို့အသက်တည်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ဒါအပြင်တခြားနေရာတွေမှာလည်းတက်ကြီးရွယ်ဦးဖိုးဖားတွေအမျိုးသမီးတွေကလေးတငယ်တွေကိုပြစ်မှတ်ထားပြန်ပေးဆွဲဖို့စူးစမ်းကြတာတွေရှိပါတယ်။ အခုရပိုင်းထဲမှာဆိုရင်ရန်ကုန်မြို့မှာအဖွားအိုတယောက်ပြန်ပြီးဆွဲတဲ့ဖြစ်စဉ်တစ်ခုကြုံခဲ့ရပါတယ်။မက်စလာ9ရက်နေ့မနက်10:00နာရီဝန်းကျင်အခုမြင်နေရတဲ့ပုံပါအမျိုးသမီးကတောင်တကုံ87ရက်ကွက်မှာရှိတဲ့အဖွားတအူးရဲ့နေအိမ်ကိုလူငယ်တွေမရှိချိန်ရောက်ရှိလာတယ်လို့သိရပါဗျ။အရင်နောက်မှာအဆိုပါအမျိုးသမီးကအဖွားကြည့်ရတာနေမကောင်းဖြစ်နေပုံပေါ်ကြောင်းအဖွားကိုစိတ်ကူးပေးမယ်။သူမကကျန်းမာရေးဌာနကပါဆိုပြီးတော့အတင်းဆွဲခေါ်သွားခဲ့ပါဗျ။ ပြန်ပေးဆွဲခင်ရတဲ့အဖွားကအသက်80အရွယ်ရှိနေပြီဖြစ်ပြီးကျန်းမာရေးတိတ်မကောင်းတာကြောင့်ပြန်ပေးဆွဲအမျိုးသမီးရဲ့နောက်ကိုမအူးမလဲဖြစ်ကလိုက်ပါသွားမိရလို့ဆိုပါတယ်။အဆိုပါအမျိုးသမီးကအဖွားကို87ဈေးတန်းကနေ80ကျောင်းလမ်းမှတ်တိုင်အထိ၃ဘိန်းငှားပြီးတော့ခေါ်သွားခဲ့ရပါ အဲ့ဒီနောက်ကျောင်းလမ်းမတိုင်ကနေကာကြီးဂိတ်အထိလမ်းလျှောက်ကြပြီးတော့ကာကြီးဂိတ်အရောက်မှာအဆိုပါမျိုးသမီးကအဖွားကမောနေပြီးသူမကဆိုင်ကယ်ခေါ်ထားတယ်။ကျမ်းမရေးဌာနကလာတဲ့ဆိုင်ကယ်စောင့်ကြမယ်။ဒီမှာနေဘူးတယ်ဆိုပြီးတော့ကာကြီးဂိတ်မတိုင်အနီးကနေတဲခုကန်တစ်ခုကိုခေါ်သွားတယ်လို့သိရပါတယ်။အဖွားကလည်းရောင်းလေလေနဲ့တဲခုကန်ထိပါသွားခဲ့ရပါဒီလိုနဲ့ပဲအဖွားလိုက်သွားပြီးအခန်းထဲရောက်တော့အဖွားကိုအိပ်ရတဲ့လှဲပြီးတော့အပေါ်ကနေချုပ်ကနှက်ကကိုချုပ်ခိုင်းတယ်လို့သိရပါတယ်။ အဖွားကငကက်မချွတ်ပြီးတော့မျက်နှာကိုခေါင်းအုံးနဲ့ဖိရဲလို့ဆိုပါတယ်။ဒါကြောင့်လည်းအဖွားကသမီးရဲ့အမိကိုပြန်လွှတ်ပေးပါဘသူ့ကိုမှသမီးအကြောင်းမပြောပါဘူးလို့ပြောပြီးငကက်ချွတ်ပေးလိုက်ရတယ်လို့ဆိုပါတယ်။ခဏနေတော့အဆိုပါပြန်ပေးဆွဲတဲ့အမျိုးသမီးကတကားဖွင့်နေတော့အချိန်အဖွားကနောက်ကနေအတင်းတိုးပြေးပြီးတော့အခုညီတောင်းခဲ့ရပါ။ ဒီလိုချိန်မှာတဲခိုကံဝင်တန်းတွေရောက်လာပြီးတော့အဆိုပါပြန်ပြီးဆွဲအမျိုးသမီးကိုဖမ်းမိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လည်းဝင်တန်းတွေကအဖွားရဲ့နဂတ်ကိုပြန်တောင်းကောင်အဖွားကိုအိမ်ပြန်စီဖို့အတွက်တုံးပိန်းဆိုင်တွဲပေါ်တင်ပေးလိုက်ကြပါတယ်။ဒီလိုနဲ့မိသားစုဝင်တွေတီးပြီးတော့အဲ့ဒီတဲခိုကံနေရာကိုလိုက်သွားတဲ့ချိန်အဆိုပါအမျိုးသမီးကတဲခိုကံမှာမရှိတော့ဘဲထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒါကြောင့်လည်းပြန်ပြီးဆွဲခံရတဲ့တောင်တကုံမျိုးနယ်ကအသက်82နှစ်အရွယ်အဖွားရဲ့မြေကအားလုံးသတိထားနိုင်ဖို့အတွက်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေအနေနဲ့အိမ်မှာရှိတဲ့လူကြီးသူမတွေကိုတရီထားဖို့တကားကိုအမြဲတမ်းပိတ်ထားဖို့သစိမ်းဆိုရင်ဘသူဝဲလာလာဖွင့်ခိုင်းပါစေမဖွင့်ပေဖို့အတွက်တရီပေးထားတင်တာဖြစ်ပါတယ်အခုလိုမျိုးအသက်82နှစ်အရွယ်အဖွားကိုပြန်ပြီးဆွဲခင်ရတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးတော့ခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်